ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ဒေါ်မီသူကဥတန်းနိုင်ရဲ့အဝင်ဟောင်းဆိုင်မှာအဝင်ဟောင်းပုံတွေကြားထဲကနေစုပ်ပြင်းနေတဲ့ Saudi တထင်းစုပ်ပြင်းနေတဲ့ဘောင်းမီရှိတထင်းနဲ့စုပ်ပြင်းနေတဲ့ Salwar ဝစ်စုံတွေကိုရွေးပြီးခွဲထုတ်နေပါတယ်အကိုရေကျမအကိုရဲ့ပုံမှန်ဝဲသူလေဒါကြောင့်တီဝတ်စားလေးထဲကိုဈေးမမှန်နဲ့ပေးပါနော် မကြီးရေကျွန်တော်ဈေးကြီးပေးဘူးလို့လားအခုလဲဈေးကြီးပေးပါမလားဒီလေးတွေကို250ပဲပေးပါညီမကျမစီမှာအခု200ပဲရှိတယ်90အောင်နောက်မှလာပေးမယ်လေကောင်းပါပြီမကြီးဒါမဲ့ဒီနေ့တော့တခါတည်းနဲ့အဝတ်တွေအများကြီးဝယ်သွားတာထူးခြားတဲ့အကြောင်းရင်းများရှိလို့လားမနှက်ဖြန်ကျမသမီးလေးရဲ့မွေးနေ့လေသူ့လက်ဆောင်ကောင်းကောင်းလေးပေးချင်လို့ပါရှင်ဒီလိုဆိုရင်တော့သူ့အတွက်ကောင်းကောင်းမွန်မွန်ဝယ်စားတဲ့လေးတစ်စုံဝယ်ပေးလိုက်ပါလား။သမီးလေးရဲ့မွေးနေ့မှာအဝတ်အသက်ပဲဝယ်ပေးချင်တာပါ။ ဒါပေမဲ့ကျမလိုစင်ရဲသားမှာအလောက်ပတ်စံမရှိဘူးရဲ့အခုဒါဆိုကျမသွားပြီနော် နောက်မှလာခဲ့ပါမယ်ဒေါမီသူဟာသူ့ဝယ်ထားတဲ့ဝတ်ဟောင်းတွေကိုအိတ်ထဲထည့်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်ဒေါမီသူရဲ့အိမ်ဟာရှုံစင်းနေစောင်းထားတဲ့အခန်းကြီးတစ်ခုတည်းဖြစ်ပြီးတောင်တနေရာမှာအချုပ်ဆန်နောက်တနေရာမှာဂရင်ငယ်လေးနောက်တော့မှာတော့မိဘတို့ခုရှိပြီးတော့အဲ့ဒီမှာမနဲ့ညာချက်ပြုတ်ကြပါတယ်အင်းရောက်တော့သမီးဖြစ်သူကိုမတွေ့ရတော့ဒေါမီသူက အိမ်ပလာကြီးထားပြီးတော့တီရိကပဲသွားနေပါလေ။အဲ့ဒီအချိန်မှာအပေါက်ဖားထားတဲ့ခေါင်းဝင်ဝတ်စုံနဲ့တီရိကရောက်လာခဲ့ပါတယ်။တီရိရေအမေနင့်ကိုအိမ်ပလာထားပြီးဘဲမှမသွားဖို့ဘယ်နှခါပြောထားလဲ။မမေရပဲတော်ဆန်းရွယ်အတော်စီကို plus သွားပေးခိုင်းတာမေ့နေပြီလား။အော်ဟုတ်သားပဲ။ငါလည်းအသက်ကြီးလာလို့မေ့တက်လာပြီ။မမေဈေးသွားတာမလား။သမီးတွေ့ပါယူလာလဲပြောပြပါဦး။ဈေးရနေနဲ့တွေ့ဘာမှမရှူလာဘူး။မမေတွေ့စာရီဟောင်းတစ်ထည့်ရဲ့ အချုပ်ပစ္စည်းနည်းနည်းပါးပါးပဲယူလာခဲ့တာမမေမေ့နေပြီမနှက်ပြန်သမီမွေးနေလေမမေပါယူလာတယ်ဆိုတာမနှက်ပြန်မပြောပြမယ်စိတ်ပြတ်သွားတဲ့တီရီဟာသူ့မိကိုစာရီပြခိုင်းဖို့တောင်မပြောတော့ဘဲညစာချက်ပြုတ်ဖို့မိဖို့မှပြင်ဆင်ပါတော့တယ်ဒီတစ်ခေါက်မွေးနေမှာမမေကအင်ဂျစ်တဲ့ဝယ်ပေးလိုက်မယ်လို့တွေးခဲ့တာဒါပေမဲ့ဒီအပေါက်ဖားထားတဲ့ကာဝန်နဲ့ပဲခြေနဲ့ရတော့မယ်ထင်တယ်ညစာချက်ပြီးတော့မိခင်နဲ့သမီဟာညစာအတူစားပြီး တိရီဟာဂရင်းပေါ်လှဲချပြီးတော့မြ мян ဤပြိုသွားပါတော့တယ်။ဒါပေမဲ့သူ့မိဒေါ်မီသူကတော့တ냐လုံးမအိပ်ပဲဥတန်းနိုင်ဆိုင်ကဝေးခဲ့တဲ့ဝစ်စာရီကိုတိုင်းပြီးဖြက်ကအချုပ်ဆက်နဲ့လေးတဲ့စလုံးကိုတထဲသေးဖြစ်အောင်လို့ချုပ်လိုက်ပြီးဂျမ်စုဝစ်စုံအစ်တထဲကိုအပီးအပ်ချုပ်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ငါတတော်လေးကိုပင်ပန်းနေပြီငါအိတ်ချင်လာပြီနည်းနည်းတော့အိတ်လာအောင်မယ်ဒိုမီသူဟာအချုပ်ဆက်ပေါ်ကောင်းတင်ပြီးတော့အိပ်ပျော်သွားပါတော့တယ် ဒေါမီသူဟာဘောင်းမီရှေးရဲ့ဘဲဘဲချမ်းနဲ့ဆာလဝါရီရဲ့ညာဘဲချမ်းကိုပေါင်းချုပ်ထားပြီးအဲ့ဒီတည်းမှာပဲဆာရီနဲ့လှုပ်ထားတဲ့ခေါင်းဝင်ရှေးလိုစကတ်ကိုပါချုပ်ထားပါတယ်။မနဲ့နိုးလာတော့တိတိကရေချိုးပါတယ်။ပြီးတော့ဂရင်အောက်ကတစ်တာကိုထုတ်ပြီးတော့ဒီနေ့လည်းတိဆုပ်ပြဲနေတဲ့အဝတ်ဟောင်းတွေထဲကအဆုတ်ဆုံးမဟုတ်တဲ့အဝတ်ဟောင်းကိုရှာဝတ်ရအောင်ပါပဲ။သူ့အတန်းကြောင့်ဒေါမီသူနိုးလာပြီးသူ ချုပ်ထားတဲ့ဝတ်စုံကိုယူပြီးတော့တိတိစီကိုသွားပါတော့တယ်။ ဒီနေ့ငါသမီးကအဝတ်ဟောင်းတော့ဝေ့ရမယ်။ဒါပေမဲ့စုပ်ပြဲနေတာနဲ့ဖာထားတာတော့မဟုတ်ဘူး။ဒီမှာကြည့်တောက်သမီးအတွက်တညလုံးမအိပ်ပဲချုပ်ထားတာ။ပြီးတော့ဒေါမီသူဟာသီရိကိုအဲ့ဒီဝတ်ဆောင်ကိုပေးလိုက်ပါတော့တယ်။မွေးနေ့မှာပျော်ရွှင်ပါစေသမီး။နောင်ဘဝရောက်ရင်ဝိစုံနဲ့အများကြီးရှိပါစေလို့ဖျားသခင်ကိုဆုတောင်းပေးတယ်။တနှစ်တာရဲ့365ရက်လုံးနှင်းစင်အင်ကြီးအလဲကြဝိရင်အောင်ရက်တွေကုန်သွားမယ်။ဒါပေမဲ့အင်ကြီးကမကုန်ပါစေနဲ့။ တီရီကဒုံမီသူကိုဖတ်လိုက်ပါတယ်။ကျမချစ်ရတဲ့မမေဒီလောက်ဥွက်တွေအများကြီးမလို့ချင်ပါဘူး။ဘာလို့လဲဆိုတော့အိမ်မှာဥွက်တွေအများကြီးထားဖို့နေရာမှမရှိတာ။ကျမလို့ချင်တာကျမမွေးနေ့တိုင်းမှာမမေကတီလိုထူးခြားတဲ့ဥွက်စားမျိုးချုပ်ပေးပြီးလက်ဆောင်ပေးနေဖို့ပဲ။ကဲသမီးမြမြဥွက်ပြီးအဥွက်ဈေးကိုသွားအချုပ်ပစ္စည်းတွေသွားဝယ်ချေ။ဒီနေ့အလုပ်တွေအများကြီးရှိတယ်သမီး။တီရီကအဲ့ဒီဝတ်စံကိုဝတ်ပြီးအဝတ်ဈေးကိုသွားလိုက်ပါတော့တယ်။ အဝေးစီမှာတော့ Maria Fashion Store ရှိမှာကားတစည်းရထားပါတယ်။ကားထဲမှာဒီဇိုင်နာကုတ်အင်ကြီးဝတ်စုံဝတ်ထားတဲ့ဦးဇေယျနဲ့ကိုဝင်းရန်တို့ထိုင်နေကြပါတယ်။သူတို့နှစ်ဦးစလုံးက Maria Fashion Store ဘက်ကိုသာကြည့်နေကြပါတယ်။နေ့လေကနေညနေသားစောင်းသွားပါတော့တယ်။ဒါပေမဲ့လည်းရှူရုံးနဲ့ကိုမြို့သမီးနှစ်ယောက်ပဲဝင်သွားပြီးလက်ပလာနဲ့ပြန်ထွက်လာကြပါတယ်။ဒီနေ့9ရက်ရှိပြီ။ဒါမဲ့ငါတို့ရဲ့နောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်းတွေရောင်းရတာကလက်ချိုးရင်လို့ရတယ်။ ငါတို့ဒီမှာရှိုးရုံဖွင့်တာမှားသွားပြီထင်တယ်။အဲ့လိုမဟုတ်ပါဘူးဖေဖေ။ကျွန်တော်တို့ရဲ့ဒီဇိုင်းတွေကခင်းထောက်ကြပြီးရိုးနေပြီလို့ကျွန်တော်ထင်တယ်။မင်းဘာပြောချင်တာလဲပုံမှန်လင်းလင်းပြော။ဖေဖေကျွန်တော်တို့ရှိုးရုံမှာရောင်းဖို့စူးစမ်းနေတဲ့ဒီဇိုင်းမျိုးကို manual တို့ server စာချီတို့မှာလည်းရှိနေတယ်။ဒါကြောင့်လူတွေကကျွန်တော်တို့ရဲ့ဒီဇိုင်းနာဝတ်စုံတွေမှာထူးခြားတာကိုမမြင်ရတော့တာ။မင်းပြောတာမှန်တယ်။ငါလည်းအဲ့လိုပဲထင်တယ်။ဒါမဲ့အခုတော့ငါကြောက်နေပြီ။ ဒီလကုံမှာကျင်းပမဲ့ fashion ပွဲအတွက်ငါတို့ရှိုးတုန်းကဒီဇိုင်းတွေကိုပို့ဖို့စဉ်းစားထားတာဒါမဲ့ဒီလိုရိုးနေတဲ့ fashion မျိုးနဲ့ fashion ပွဲကိုနိုင်မဲလို့မထင်တော့ဘူးသူတို့နှစ်ဦးစကားပြောနေတော့မှတိတိကသူ့မိချုပ်ထားတဲ့ဝတ်စုံကိုဝတ်ပြီးလက်ထဲမှာအိတ်တလုံးနဲ့သူတို့ရဲ့ရှိုးရုံးရှိကိုလာရပ်ပါတယ်ဘလို့အင်ချီမျိုးလဲထူးဆန်းလိုက်တာဒီလိုအင်ချီအတူလေးတွေကိုဘသူကဝတ်လို့လဲငါတို့ဒီလိုအဝတ်ကိုဘတော်မှမဝတ်ဘူးဒါဝတ်စားမှဟုတ်သေးရဲ့လားပဲ ကိုရင်ကတီတီကိုကြည့်ပြီးတော့ပြောလိုက်ပါတော့တယ်။အဘေးစိတ်မပြတ်ပါနဲ့ဖက်ရှင်ပွဲအတွက်အချိန်အများကြီးရှိပါသေးတယ်။ကျွန်တော်တို့ဖက်ရှင်ပွဲကိုနိုင်ယူခြင်းနဲ့ဆိုရင်ထူးခြားတဲ့အကြံဉာဏ်နဲ့စဉ်းစားရမယ်။ထူးခြားတဲ့အကြံဉာဏ်ဆိုတာဘာကိုပြောတာလဲ။ကိုရင်ကတီတီဘက်ကိုလက်ညှိုးထိုးပြီးတော့ဟိုမှာကြည့်ဖေဘေးအဲ့ဒီကောင်မလေးကဘလောက်ထူးခြားတဲ့ဝတ်စုံဝတ်ထားလဲ။ကျွန်တော်အဲ့လိုဝတ်စားမျိုးကိုတခါမှမမြင်ဘူး။ဘယ်ဒီဇိုင်နာကချုပ်ထားတာလဲမသိဘူး။ အဲ့ဒါတော့ဟိုကောင်မလေးပဲပြောပြနိုင်လိမ့်မယ်။တီရိက ရှုံးရုံရှိကနေထွက်သွားဖို့ပြင်လိုက်ပါတယ်။မြေမြတ်သူ့နောက်ကိုလိုက်သွားပြီးတော့စကားပြောကြရအောင်။ဦးစီရနဲ့ကိုဝီရန်တို့ကကောင်းဘောကဆင်းပြီးတီရိနောက်ကိုလိုက်သွားကြပါတော့တယ်။တီရိကသူ့နှစ်ဦးကိုသူ့နောက်ကနေလိုက်လာတာမြင်တော့အလင်းမြန်မင်းလျှောက်သွားပြီးအင်ကိုရောက်သွားပါတော့တယ်။ပြီးတော့အချုံနေတဲ့သူ့မိကိုပြောပါတော့တယ်။မမေရဲ့လူနှစ်ယောက်ကဈေးရနေအိမ်ထိတမိနောက်ကိုလိုက်လာတယ်။ သူတို့ပြင်မာရက်နေကြတယ်။လာငါနဲ့လိုက်ခဲ့။ဘသူနှစ်နောက်ကိုလိုက်ညာလဲပြောစမ်း။ငါသမီးနောက်ကိုလိုက်ရဲတဲ့သူကိုငါလဲကြည့်အောင်။ဒေါသတကြီးနဲ့ဒေါမီသူဟာအိမ်ပြင်ကိုထွက်လာတဲ့အခါမှာအပြင်မှာပြင်းပြင်းရွှင်ရွှင်နဲ့ရက်နေတဲ့ကိုဝင်းရဲနဲ့ဦးဇေယျကိုတွေ့လိုက်ပါတော့တယ်။ကျွန်တော်ခမရတို့ရဲ့ဇကားတွေကိုကြားလိုက်တယ်။ကျွန်တော်နဲ့ကျွန်တော်သားခမရရဲ့သမီးနောက်ကိုလိုက်လာခဲ့တာမှန်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရည်ရွယ်ချက်မမှားပါဘူး။ ကျွန်တော်ကအိန္ဒိယရဲ့ထိပ်တန်းဖက်ရှင်ဒီဇိုင်နာတွေထဲကတယောက်ဖြစ်တဲ့ဦးစီယာပါဒါကတော့ကျွန်တော်ရဲ့အမွေအနှစ်ကိုစက်ခံမဲ့တားဖြစ်သူကိုဝေယံပါသူနဲ့သူ့သားကိုမိတ်ဆက်ပေးပြီးတဲ့နောက်ဦးစီယာကတိတိရဲ့ဝတ်စုံနဲ့ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲအကြောင်းဒိုမီတုကိုရှင်းပြပါတယ်။အော်ဒါကြောင့်ကျမသမီးနောက်ကိုလိုက်လာတာကိုဒါဆိုရင်ကျမပါကူညီပေးနိုင်မလဲပြောလေအများခွင့်ပြုမယ်ဆိုရင် ခမည်းဒီဇိုင်းထုတ်ထားတဲ့ဝတ်စုံကိုကျွန်တော်အသုံးပြုချင်ပါတယ် ။ဦးစီရနဲ့ဒေါ်မီသူစကားပြောနေတော့တိတိနဲ့ကိုဝရန်တို့ကအချင်းချင်းပြုံးပြနေကြပါတယ်။ကျမတီလို့လှုပ်ပေးလိုက်လို့ခမရတို့အဆင်ပြေမယ်ဆိုရင် ကျမပါညင်းစရာရှိမလဲ။ဦးစီရကသူ့ဖုန်းနဲ့တိတိဝတ်စုံကိုတက်ပုံရိုက်လိုက်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။ခမရရဲ့ကျေးဇူးကိုကျွန်တော်တသက်မမေ့ပါဘူး။အခုကျွန်တော်သွားခွင့်ပြုပါအောင်။ဒီလိုပြောပြီးတော့ဥဇေယနဲ့ကိုဝရန်တို့ဟာအင်ကိုပြန်သွားကြပါတော့တယ်။ဥဇေယရဲ့အင်ဟာအင်မဟုတ်ဘဲလေးရက်တိုက်အင်ကြီးပါ ်စရုပ်ထချက်ကိုဖက်ရှင်ဒီဇိုင်းအတွက်တည်တံ့ဆောက်ထားတာပါအဲ့ဒီမှာမော်ဒယ်ရုပ်တွေအထယ်ရီအဝိညာဉ်ဖို့ပစ္စည်းတွေအချုပ်ဆက်တွေစတဲ့စက်ချုပ်တဲ့နေရာမှာသုံးတဲ့ပစ္စည်းတွေပဲရှိပြီး fashion blog လို့နာမည်ပေးထားပါတယ်။ဟောကန်ကိုရောက်တော့ဦးစေယားကမင်းသူစာကိုကြောက်သူမင်းစမအလုံးအလုပ်တွေရက်ပြီးတော့ဟောကန်ကိုလာခဲ့ကြ။ဒီဇိုင်းနာစာတွေဝတ်ထားတဲ့မင်းစမ blazer ဝတ်ထားတဲ့ကိုကြောက်သူ ဒီဇိုင်နာကောင်းဝင်ဝတ်ထားတဲ့မေးစင်မာတို့ကဟော်ဂန်နိတ်ကိုရောက်လာကြပါတယ်။ဖေဖေဘာလို့လဲ။ဘာလို့ရေဒီကြီးခေါ်လိုက်တာလဲ။ဟုတ်တယ်ဖေဖေ။သမီးတို့မှာအချိန်လုံးဝမရှိဘူး။သမီးတို့အားလုံးဖက်ရှင်ပွဲအတွက်အဝတ်ဒီဇိုင်းထုတ်နေကြတာ။မင်းတို့တော့ရောက်လုံနေတာတွေရက်လိုက်ပြီးတော့ဒါဟုတ်ကြည့်။ဒီကနေ inspiration ယူပြီးတော့တခုခုဒီဇိုင်းထုတ်ကြ။ဦးစီယာကဖုန်းထဲမှာတီရီရဲ့ဝတ်စုံဓာတ်ပုံတွေကိုသူတို့၃ယောက်ကိုပြပါတယ်။ ဖဖေတီဝုဆောင်ကဘလို့လဲဆိုတာပြောပြလို့မတတ်ဘူးဒါပေမဲ့တအားကြည့်ပြီးတော့ဖဖေရှိုးစတော်ပါဖြစ်တာကိုဘယ်သူမှတားနိုင်မှာမထင်ဘူးကဲငါတို့အားလုံးပေါင်းပြီးတော့ဒီကနေ inspiration ယူပြီးတော့ထူးခြားတဲ့ဒီဇိုင်းတစ်ခုဖန်တီးကြမယ်ဦးစရာစကားကိုနားထောင်ပြီးသုံးယောက်လုံးကဒီဇိုင်း block ကိုတွားပြီးတော့ model ရုပ်တွေတရုပ်ချင်းစီပေါ်မှာတိရီရဲ့ဝတ်စုံလိုမျိုးစတင်ပြုလုပ်ကြပါတော့တယ်တဖက်မှာတော့သူတို့သုံးယောက်ကဝတ်စုံတွေကိုစက်ကူလိုမျိုးအလေအလွင့်ဖြစ်အောင်တုံးပြီး ်အသည့်တစ်ခုခုဖန်တီးဖို့ကြိုးစားနေကြပါတယ်။ဘုဘမားတို့တီတီကသူ့မိဒေါမီသူနဲ့အတူဦးတန်းနိုင်ဆိုင်ကအဝင်ဟောင်းပုံတွေကြားကနေသူ့အတွက်ဝတ်တွေကိုရွေးချယ်နေပါတယ်။တီရက်ပိုင်းအထုတ်လုပ်အဆင်ပြေနေတယ်။အခုငါအတွက်နဲ့တီတီအတွက်အဝတ်ကောင်းကောင်းနေရှုမယ်။ဒီလိုနဲ့တလကုံသွားပါတော့တယ်။ဒေါ်ရွှေစင်ဟာအင်းရဲ့ဥယျာဉ်ထဲမှာဒီဇိုင်နာစာရီဝတ်ပြီးညနေခင်းမှာကလတ်တိုင်းပေါ်မှာထိုင်ကလက်ဖြစ်ရည်တောင်းနေပါတယ်။ အဲဒီချိန်မှာဒီဇိုင်နာကောင်ဝယ်ဝတ်ထားတဲ့မိသူစားနဲ့မိစင်မှာဒီဇိုင်နာဘလေးဇာဝတ်ထားတဲ့ဦးစီယာကိုကျော်သူနဲ့ဝရန်တို့ရောက်လာကြပါတယ်။ဦးစီယာလက်ထဲမှာစူပလာတစ်ခုလည်းပါလာပါတယ်။ဟိုကောင်မလေးရဲ့ဝတ်စုံကို inspiration ယူထားတဲ့ဒီဇိုင်းကြောင့် fashion ပွဲရဲ့ထိပ်ဆုံးကိုရောက်ခဲ့တဲ့ရွှေစင်။ဒါဆိုရင်အဲ့ဒီကောင်မလည်းအနိုင်ရရှိမှုရဲ့ဂုဏ်ပြုမှုရတဲ့နဲ့နော်။ဂုဏ်ပြုမှုကတော့ရရမှာပါ။ဒါမဲ့ငါသူ့အတွက်တခြားတစ်ခုစဉ်းစားထားတယ်။ ဘာလဲပြောပြပါအောင်ငါတို့ကဖက်ရှင်လုပ်ငန်းနဲ့ပတ်သက်နေတယ်ဖက်ရှင်ကြတဲ့အဝတ်တွေဝတ်ကြတယ်ဒါမဲ့ဟူစင်းရတဲ့ကောင်မလေးနဲ့သူ့မိရဲ့ဖက်ရှင်အမြင်ကငါတို့ထက်ပိုကောင်းတယ်အဲဒီကောင်မလေးရဲ့ဖက်ရှင်အမြင်ကလည်းကောင်းတယ်ဒါကြောင့်သူ့ကိုငါတို့အင်ရဲ့ချွေးမတော်လိုက်ရင်မကောင်းဘူးလားအဲ့တော့ပဲလိုချင်နေဆိုရင်ကိုဝေယံသူ့ပါလိုချင်လဲဆိုတာအရင်မေးကြည့်ပါအောင်ရှင်ပြီးမှရှေ့ဆက်ပြောကြတာပေါ့မမေးဖေဖေကကျွန်တော်စိတ်ထဲရစကားကိုပြောလိုက်တာပဲ ဒီခါမှာကိုဝီယန်ဒေါ်ရွှေစင်းနဲ့ဥယာစာတို့လည်းရင်မိုးလိုက်ကြပါတော့တယ်။ဥစရာဒေါ်ရွှေစင်းနဲ့ကိုဝီယန်တို့ဟာချက်ချင်းပဲဒေါ်မီသူတို့အိမ်ကိုထွက်သွားကြပါတော့တယ်။ဒေါ်မီသူကအဲ့ဒီအချိန်မှာစာရီဟောင်းဝင်ပြီးအိမ်မှာဆက်ချုံနေပါတယ်။တိရိကအင်ဂျီဟောင်းဝင်ပြီးထမင်းချန်နေပါတယ်။သူတို့သုံးယောက်ကသူတို့အိမ်ကို ရောက်လာခဲ့ကြပါတယ်။ရှင်တို့ကပြီးခဲ့တဲ့လကျမအိမ်ကိုလာတဲ့သူတွေမလား။ဟုတ်ပါတယ်ကျွန်တော်တို့နှစ်ဦးလုံးကအဲ့ဒီသူတွေပါပဲ။ ဒါတော့ကျွန်တော်ရဲ့ဇနီးဒေါ်ရွှေစင်ပါအခုရှင်တို့တောင်းရောက်ကျမအိမ်ကိုရောက်လာတာကိစ္စတခုခုရှိလို့လားယင်အမကြီးရဲ့စိတ်မပူပါနဲ့အမကြီးရဲ့ကျေးဇူးကြောင့်ကျမခင်ပွန်းကသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့တာသူကအမကြီးကိုလည်းအောင်ပွဲရဲ့ဂုဏ်ပြုမှုပေးချင်လို့ဒီကိုရောက်လာတာဂုဏ်ပြုမှုဘလို့ဂုဏ်ပြုမှုမျိုးလဲကျမဘာမှနားမလည်ဘူးပြိုင်ပွဲနိုင်တဲ့အခါကျွန်တော်ပတ်စံတချို့လည်းရခဲ့တယ်။အဲ့ဒီတည်းကပတ်စံတချို့ကိုအမကြီးကိုပေးခြင်းလို့ပါ။ ဒီလိုပြောပြီးဦးဇီယာကပစံတွေအပြည့်ပါတဲ့အိတ်ကိုဒေါ်မီတုကိုပေးလိုက်ပါတော့တယ်။ပြီးတော့ဒေါ်မီတုကိုသီရိနဲ့သူ့ရဲ့သားလက်ထပ်ပွဲအကြောင်းကို ပြောပါတယ်။ကျမသမီးရဲ့လက်ထပ်ပွဲကဒီလိုအင်ကြီးနဲ့ဖြစ်မယ်လို့အိမ်မက်ထဲတောင်မထင်ခဲ့ဘူး။ရှင်ပေးတဲ့ဒီပစံတွေနဲ့ပဲကျမသမီးကိုစီကားတမြိုက်စွာလက်ထပ်ပေးမယ်။ဒါဆို အမကြီးကဒီမင်္ဂလာဆောင်သဘောတူတယ်ပေါ့။ကျမသမီးရဲ့လက်ထပ်ပွဲကဒီလိုအင်ကြီးနဲ့ဖြစ်နေတာဘယ်လိုညင်းလို့ရမလဲ။ ရှင်တို့အမြန်ဆုံးသူတို့တော့ခေါ်လာပြီးကျမသမီးကိုရှင်တို့အိမ်ခေါ်သွားလိုက်ပါ။အိမ်နောက်မှာမင်္ဂလာရဲ့ရွေးချယ်ပြီးတီတီနဲ့ကိုဝေရန်တို့ကိုစီကားတိုင်းမြိုက်စွာနဲ့လက်ထပ်ပြီးလိုက်ကြပါတော့တယ်။တီတီကမိဘအိမ်ကနေရောက်ခမအိမ်ကိုရောက်လာခဲ့ပါတယ်။ဒီဇိုင်နာလန်ကားနဲ့ဒီဇိုင်နာအင်ဒိုဝက်စတန်ဝတ်စုံကိုပစ်ထားတဲ့တီတီနဲ့ကိုဝေရန်တို့ဟာခန်းမတွေမှာရင်းနေကြပါတယ်။သူတို့ဘေးမှာဒီဇိုင်နာလန်ကားဝတ်ထားတဲ့မိသူစားဒီဇိုင်နာထမိန်ဝတ်ထားတဲ့ဒေါ်ရွှေစင်းနဲ့ ဒီဇိုင်နာခေါဝင်ဝတ်ထားတဲ့မေဇင်မာတို့ကရက်နေကြပါတယ်။ဦးစင်ရနဲ့ကိုကျော်သူတို့ကလည်းဘလေးစားဝတ်ထားကြပါတယ်။ချွေးမရေဒီအိမ်ရဲ့တလေထုံနှန်းတွေကနည်းနည်းတော့ထူးခြားတယ်။အခုသမီးနားချင်နေမှာပေါ့။အဲ့ဒါတွေအကြောင်းနောက်မှပြောပြမယ်။အခုအခန်းထဲသွားပြီးအနားယူလိုက်အောင်နော်။ကိုဝင်းကတီတီကိုခေါ်ပြီးသူတို့ခန်းကိုသွားလိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတီတီကသူ့မိပေးထားတဲ့ပန်းရောင်စာရီကိုဝတ်ပြီးမိဖို့ကြောင့်ကိုသွားလိုက်ပါတော့တယ်။ ိမ်မှာဒီဇိုင်နာကိုအင်ဂျီဝတ်ထားတဲ့မောင်းနိုင်တဲ့စကတ်နဲ့ဘလေးဇာဝတ်ထားတဲ့မမ်မျိုးတို့ကချက်ပြုံနေကြပါတယ်။သူတို့နှစ်ဦးကိုမြင်တော့တီရီကဒီအိမ်ကအိမ်ဖော်ရီတောင်ဆုနဲ့ပုတ်ဝတ်ကြတာကိုအင်ဂျီတက်တောင်မနေဝတ်ရတဲ့ငါကံလည်းကြည့်။အဲ့ဒီချိန်မှာဒီဇိုင်နာစာရီဝတ်ထားတဲ့ဒိုးရွှေစင်ရောက်လာခဲ့ပါတယ်။တော်သေးတာပေါ့ချွေးမရဲ့ဒီမှာပဲတွေ့သွားတယ်အခုရခမအိမ်ရဲ့ပထမဆုံးချက်ပြုတ်ခြင်းတလေးကိုမြ мян ပြီးအောင်လှုပ်လိုက်နှုတ်ထမင်းတော့ချက်ပြီးပြီလူတွေကိုပေးဖို့ပဲကြံတော့တယ် ုတ်ကဲ့ပါမေဒေါ်ရှိစင်းကတီရီကိုခေါ်ပြီးထမင်းစားကန်းကိုသွားလိုက်ပါတယ်အဲ့မှာရှင်အင်ကြီးဝတ်ထားတဲ့ကိုဝေယံဦးစီရနဲ့ကိုကျော်သူတို့ကထိုင်နေကြပြီးခေါင်းဝင်ဝတ်ထားတဲ့မေစင်ပါနဲ့ဒီဇိုင်နာစာရီဝတ်ထားတဲ့မေသူစာတို့ဟာလည်းစောင့်နေကြပါတယ်တီရီဟာအလုံးကိုနှုတ်ထမင်းထည့်ကြေးပါတယ်ချေးမရေမနက်ကမိဖို့ကြောင့်လည်းအလုပ်လုပ်ဖို့သွားတာသိပါတယ်ဒါပေမဲ့အိမ်လောက်တွေလောက်ဖို့မလိုဘူးနော်ဘာလို့လဲဆိုတော့အဲ့ဒီအတွက်အိမ်ဖော်ရရှိတယ် ဒီအိမ်ရဲ့ကုံတရင်ကိုဘသူမှလက်ညှိုးထိုးမခံရအောင်တမီကယူဆိုင်ဖို့ပဲလိုတယ်။ဟုတ်ကဲ့ပါမေ။ချွေးမကြီးငါတို့အားလုံးက fashion designer တွေ။ဒါကြောင့် state တက်ကိုထိမ့်သိမ့်ဖို့အရေးကြီးတယ်။တမီတဖြည်းဖြည်းနဲ့နားလေလာလိမ့်မယ်။အနေစားစားပြီးတဲ့နောက်မှာတိရီကအခန်းထဲသွားပြီးသူ့မိပေးထားတဲ့စာရီတွေကိုအိတ်ထဲကနေထုတ်ကဗီဒီယိုရင်းမှာစီလိုက်ပါတယ်။ဗီဒီယိုရင်းအဝတ်တွေစီထည့်နေရင်နေ့လယ်ရောက်သွားပါတော့တယ်။ တိရိကမနက်ကစာရီကိုပဲဝတ်ပြီးထမင်းစားကန်းကိုသွားတော့သူခင်မုံရောက်ကမနဲ့အကိုကြီးတို့ဟာကိုဝင်းကြီးဝတ်စံဝတ်ထားကြပြီး ရောက်ကမကတော့စာရီရောင်မကြီးနဲ့ရောင်မငယ်ကကောင်းဝင်ဝတ်ထားကြတာကိုတွေ့ပါတယ်။ဒါကဘာလဲချွေးမမနက်ကစာရီကိုပဲဝတ်ထားတာလား။ဘာဖြစ်လို့လဲအဖေစာရီမှာတခခုများပေနေလို့လား။မဟုတ်ပါဘူးချွေးမမနက်ကဝတ်ထားတဲ့စာရီကိုပဲဝတ်ထားလို့မေးကြည့်တာနေလေစာအတွက်အဝင်မလဲဘူးလား။အဖေရဲ့ မေအိမ်မှာဆိုကျမအင်ကြီးတထဲထဲနှစ်ရက်တောင်ဝတ်တာဒါပေမဲ့ချွေးမရေးဒီမှာလူတိုင်းကအလုတ်အမျိုးမျိုးအတွက်အဝတ်အစားအမျိုးမျိုးဝတ်ကြတယ်မနက်စာအတွက်သီးသန့်နေ့လယ်စာအတွက်သီးသန့်ညစာအတွက်သီးသန့်အိပ်ဖို့အတွက်ကသီးသန့်အလုတ်အတွက်ကတော့ပြောစရာတော့မလိုအဲ့ဒါကြောင့်တမီလဲအခုအားစပြီးကို့အကျင့်ကိုပြောင်းလိုက်တော့ဒီမှာအဝတ်တွေကနည်းနေတာမှမဟုတ်တာညီမလေးငါတို့အိမ်ကအိမ်ဖော်တွေကိုလည်းကြည့်လာအောင်လေမနက်ကသူတို့ဝတ်ဆောင်ကတမျိုးအခုတမျိုးညကျရင်လည်းတမျိုးဖြစ်နေအောင်ပါ ဟုတ်ကဲ့ပါ။ကျမအားလုံးပြောတာနားလည်ပါပြီ။အခုအစားပြီးကယူဆိုင်ပါမယ်။ချွေးမရေငနေကြရင်ဧည့်ခံဘွဲရှိတယ်။ငါတို့ရဲ့ဆွေမျိုးတွေအဖွဲ့ဝင်တွေအထူးဧည့်သည်တွေလာကြလိမ့်မယ်။လူတိုင်းရဲ့မျက်လုံးကနှင်းစီမှာပဲရှိနေမယ်။အထူးသဖြင့်နေ့ရက်ဥပ္ပီတို့ကြည့်ကြမှာ။ငါနှင်းခန်းတဲ့ကိုကာဝန်တွေလန်ကားတွေစာရီတွေပို့ပေးခန်းလိုက်မယ်။နင်ကြိုက်တာဝတ်လိုက်နော်။ပြီးတော့ဝတ်စားရည်နဲ့လိုက်ဖက်တဲ့လက်ဝတ်ရတနာတွေပါပါမယ်နော်။နေလေစာစားပြီးတိရိကသူ့ခန်းကိုသွားပါတော့တယ်။ ညနေပိုင်းမှာရေချိုးပြီးတော့ရေချိုးဝစ်စုံဝစ်ပြီးရေချိုးခန်းကနေထွက်လာပါတယ်။ရေချိုးပြီးရင်ဒီရေချိုးဝစ်စုံဝစ်ဖို့ကဘာလို့အရေးကြီးရတာလဲ။နားကိုမလဲဘူး။အဝတ်တွေကိုရေချိုးခန်းထဲယူသွား။ရေချိုးပြီးအဲ့ဒီမှာပဲဝစ်လိုက်ပေါ့။ငါရခမတွေလည်းငါ့ကိုဘာတွေလောက်ခိုင်းနေမှန်းမသိဘူး။တီတွေ့ရဲ့အမေအိမ်မှာဆိုနေရအဝတ်စုပ်ပဲဝစ်ရတာ။ရခမအိမ်မှာတော့ရေချိုးဝစ်စုံတော့ဝစ်နေရပြီ။နင့်အမေစူတောင်းတာဖျားသခင်ကြားသွားပြီထန်တယ်။ ဒီအချိန်မှာအခန်းထဲကမော်ဒန်ရုပ်တွေပေါ်မှာခြေထားတဲ့ဂောင်းဝင်းစာရီနဲ့လန်ဂါရီကိုမြင်လိုက်ပါတော့တယ်။သူတို့နဲ့လိုက်ဖက်တဲ့လက်ဝယ်ရတနာတွေလည်းရှိနေပါသေးတယ်။အခုဒါရီယာပါရီလဲငါပါဝတ်ရမလဲ။စာရီယာမဝတ်တတ်ဘူး။ဂောင်းဝင်းလည်းတခါမှမဝတ်ဘူး။လန်ကားကလည်းလေးလွန်းနေ။ငါဒါရီထဲမှာဘာမှမဝတ်ဘူး။အမ်ဒီလိုလောက်လိုက်မယ်။မင်္ဂလာဆောင်တော့ဝတ်တဲ့လန်ကားကိုပဲဝတ်လိုက်မယ်။လက်ဝယ်ရတနာလည်းအဲ့ဒါပဲဝတ်လိုက်မယ်။ မင်္ဂလာဆောင်လိုင်းကားကိုဝေးပြီးတိရိကဟော့ဂန်နီကိုသွားလိုက်ပါတော့တယ်။အဲဒီမှာဒီဇိုင်နာစာရီဝတ်ထားတဲ့ဒေါ်ရွှေစင်ဒီဇိုင်နာလိုင်းကားဝတ်ထားတဲ့မေသူစာနဲ့ခေါင်းဝင်ဝတ်ထားတဲ့မေစင်မာတို့ကသူ့ကိုစောင့်နေကြပါတယ်။သူတို့နဲ့အတူဒေါ်ရွှေစင်ရဲ့အင်းနီနာချင်းဒေါ်တင်းတင်းနဲ့ဦးစင်ရရဲ့အထူးဖောက်တဲ့ဥလွင်မှုတို့လည်းရှိပါတယ်။တို့တင်းတင်းကတီရီစီသွားပြီးဒေါ်ရွှေစင်ကိုပြောခဲ့ပါတယ်။နင်ချွေးမရဲ့လံကဘာမှလည်းမထူးချဘူး။မင်္ဂလာဆောင်တော့ဝတ်တဲ့လံကပဲဝတ်ထားတာထက်နဲ့ နင်ချွေးမရဲ့ fashion အမြင်အားတော်တော်ခင်းနောက်ကြတယ်။ငါချွေးမခန်းထဲကိုဥွက်တင်မြိုင်ပို့ထားပေးတာ哦။အခုထိမင်္ဂလာဆောင်လန်ကားပဲဝတ်လာတယ်။ငါတို့မျက်နာပြမလောက်ခင်တခုခုလုံးဝတော့မယ်။ရွှေစင်နင်ပါရီစဉ်းစားနေရလဲ။ငါချွေးမလေးကမင်္ဂလာဆောင်တော့ဝတ်တဲ့လန်ကားပဲဝတ်ထားတာအတင်းတဲ့။အဲ့ဒါသူမိဘအိမ်ရဲ့တလေလေ။သူလန်ကားနဲ့လက်ထက်တဲ့။အဲ့ဒီလန်ကားကိုပဲဝတ်ပြီးဧည့်ခံပွဲလုပ်ရတယ်။အော်တီလိုလား။ငါတော့တခြားတစ်ခုထင်နေတာ။ဒေါ်တင်းတင်းကတီရီကိုလက်စုပ်ပေးပြီးတော့ ပျော်ချွေးမရင်ဧကံပွဲလက်ဆောင်အဲ့ဒီချိန်မှာဥလွေမိုးနဲ့အတူဥစည်ရတို့ရောက်လာကြပါတယ်ဥလွေမိုးကျွန်တော်ချွေးမတီးတီးနဲ့တွေ့ပါဦးဥစည်ရဧကံပွဲမှာခမည်းချွေးမကမင်္ဂလာဆောင်လံကာဝေထားတာလားကျွန်တော်ချွေးမကနည်းနည်းဖက်ရှင်ကြလွန်းနေသူကအမြဲတမ်းအသေးစမ်းတွေကိုကျူးစားတယ်ဧကံပွဲမှာမင်းကလေးတွေအားလုံးကခေါင်းဝင်းစာရီဒါမှမဟုတ်ရင်ရိုးရိုးလံကာပဲဝတ်ကြတယ် ကျွန်တော်ချွေးမကတော့မင်္ဂလာဆောင်လန်ကာဝစ်ပြီးထူးခြားတဲ့အရာကိုကြိုးစားတာ။အိုးဒီလိုလား။ခမောင်းချွေးမရဲ့ fashion မျိုးကျွန်တော်သဘောကျတယ်။ကျွန်တော်ရဲ့အဝတ်ဗီဒီယိုတွေကိုဒီ fashion အသစ်ကိုထည့်ရမယ်။ကျွန်တော်အခုပဲကျွန်တော်ဒီဇိုင်နာနဲ့ပြောလိုက်မယ်။ခမောင်းလိုအပ်တာတွေအားလုံးသူ့ကိုပြောပြလိုက်ပါ။ဦးလင်မိုးကတီရီကိုလက်ပတ်နာရီပေးလိုက်ပါတယ်။ဒါကကျွန်တော်ဘက်ကလက်ဆောင်လေးပါ။တော်သေးတယ်ချွေးမလေးကတော့ငါတို့ကိုတင်အောင်လုပ်တော့မလို့ ဦးစီယာကဦးနေမိုးကိုခေါ်ပြီးတော့ထွက်သွားလိုက်ပါတော့တယ်။အဲဒီချိန်မှာမေးစင်းမနဲ့မေသူစာတို့ကတိရီစီကိုရောက်လာကြပါတယ်။ဘန်းကိုကင်ထားပြီးအင်ဂျီဖြူဝှထားတဲ့မောင်းနိုင်နဲ့စကက်နဲ့ဗလီဇာဝှထားတဲ့မမျိုးတို့ကသူတို့ရှိကနေဖြတ်သွားကြပါတယ်။ကျမရဲ့ချစ်လစွာသောရောင်မကြီးဒါပါရီဝှထားရလဲ။ဘာဖြစ်လို့လဲညီမလေး။ဘာမကောင်းတာရှိလို့လဲ။ရောင်မကြီးတခါဝှပူတဲ့လံကောင်နောက်တစ်ခါဝှဖို့ဘယ်လိုစဉ်းစားနိုင်တာလဲ။ ရောင်းမမှာတခြားရွေးချယ်စရာအများရှိရဲ့သားနဲ့အဲ့လိုဝတ်တေကိုကျမတခါမှမဝတ်ဘူးအဲ့ဒါကြောင့်ဘာလို့ရမဲဆိုတာနားမလည်ဘူးအဲ့ဒါကြောင့်မင်္ဂလာဆောင်လန်ကာပဲဝတ်ပြီးလာခဲ့တာတီးရီစကားကိုကြားတော့ဒေါ်တင်းတင်းကရှိပါတော့တယ်ရွှေစင်နင်ကဖက်ရှင်အကြောင်းနေပဲပြောနေတာအခုဘာဖြစ်သွားလဲနင့်ချွေးမလေးကဖက်ရှင်အမြင်လုံးဝမရှိဘူးကြီးနေတဲ့ဒေါ်တင်းတင်းကအဲ့ဒီကနေထွက်သွားလိုက်ပါတော့တယ်အေခံပွဲကိုလာတဲ့အေဒေရီနဲ့အဖွဲ့ဝင်တွေအားလုံးက ဒေါ်ရွှေစင်းရဲ့တီးတီကိုလောင်ပြောင်ကြပါတော့တယ်။ဒါကြောင့်ဒေါ်ရွှေစင်းဟာတီးတီကိုရန်ကိုဒေါသထွက်သွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီချိန်မှာတော့ဘာမှမပြောပါဘူး။အခင်ပွေပြီးသွားတော့ပင်မနေတဲ့တီးတီကလန်ကာဝစ်ထားရင်နဲ့ဂရင်းမိုကိုလှိမ့်ချလိုက်ပါတော့တယ်။ဒီချိန်မှာကိုအင်းကြီးဝစ်စံဝစ်ထားတဲ့ကိုရန်ရောက်လာခဲ့ပါတယ်။ဒါပါလေတီးတီအဝတ်မလေးဘူးလား။မြင်မြင်လေးပြီးညာအေးဝစ်စံဝစ်လိုက်။ကျမခုအရန်ပင်မနေပြီ။ဘာလို့ဖို့ကိုမှအားမရှိဘူး။ အကြောင်းပြချင်မပေးနဲ့မြင်မြင်လေးလိုက်ပြီးတော့ဒီနေ့ညမှာနင်းကြောင်အိမ်ရလူတွေအားလုံးအရှက်ရရတယ်။ကျမဘာလို့လိုက်လို့လဲရှင်။နင်ဘာမှမလုပ်ဘူးငါတို့ပဲမတာ။ဒီလိုပြောပြီးတော့ကိုဝီယန်ကဗီဒီယိုကိုဖွင့်ပြီးသူ့အတွက်နဲ့တီတီအတွက်ညာအိဝတ်စုံထုတ်ပြီး ရေချိုးကနေသွားပြီးတော့ညာအိဝတ်စုံကိုဝစ်လာခဲ့ပါတယ်။ကဲအခုသွားလိုက်လိုက်တော့ဒီလိုပြောပြီးကိုဝီယန်ဟာဂရင်းပေါ်မှာအိတ်လိုက်ပါတယ်။ တိရိကသူ့မားကဘာလဲဆိုတာနားမလည်ပေဖြစ်နေပါတယ်။ကိုဝင်ဟာသူ့ကိုဒီလိုရမ်းရမ်းစမ်းစမ်းပြောတဲ့အတွက်စိတ်မကောင်းဖြစ်ပြီးရေချိုးကနေသွားပြီးတော့ညာယူဝဆဝဲကဂရင်းပေါ်မှာ အိပ်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ပုံမှန်တိုင်းပဲအင်ကယောက်ျားတွေအားလုံးကစတိုင်လင်ရှဲအင်ကြီးဝတ်စုံဝတ်ထားကြပြီးအမျိုးသမီးတွေအားလုံးကဒွန်ရွှေစင်ဒီဇိုင်နာစာရီမီးစင်းမနဲ့မေသူစာတို့ကတော့ကောင်းဝင်ဝတ်ပြီးမနက်စာစားနေကြပါတယ်။အဲဒီချိန်မှာပန်းရောင်စာရီဝတ်ထားတဲ့တိရိရောက်လာပြီး သူတို့နဲ့အတူမနေ့စားစားလိုက်ပါတော့တယ်။ဒီချိန်မှာကိုဝင်ရင်ရဲ့ဖုန်းတန်ညီလာပါတယ်။ကိုဝင်ဟာဖုန်းကိုကန်လိုက်ပါတယ်။ကျွန်တော်တနအီတွင်ရုံးခန်းမှာတွေ့ပါမယ်။နားလေပြီပါနော်။ဟယ်လိုဟယ်လိုဟယ်လိုဘသူဖုန်းခေါ်တာလဲ။ဝေးရင်မင်းဘာလို့ဒီလောက်ထိတ်လန့်နေရတာလဲ။ဦးလယ်မိုးခေါ်တာကျွန်တော်အကိုကြီးနဲ့ဖဖေကိုရုံးခန်းကိုရေးတကြီးခေါ်နေတယ်။ကိုဝေးရန်ဦးစီရနဲ့ကိုကျော်သူတို့ကထရက်ပြီးသူတို့ခန်းကိုသွားကြပါတယ်။ အနောက်အကြမှာတော့သူတို့၃ယောက်ကကိုင်းကြီးဝစ်ဆောင်ဝစ်ပြီးဟောကန်ကိုလာကြပါတယ်။အိမ်မှာမျိုးသမီးတွေအားလုံးကသူတို့လောင်ကိုစောင့်နေကြပါတယ်။တလောက်အရေးကြီးနေအဝတ်လဲဖို့ဘာလို့လိုတာလဲ။အားလုံးအသင့်ပြင်ပြီးသားပဲ။အဝတ်လဲတာနဲ့ပဲနိုင်ဝက်ကြာသွားပြီ။အခုဘာမှပြောပြဖို့အချိန်မရှိဘူး။ဒီလိုပြောပြီးသူတို့၃ယောက်သားထွက်သွားကြပါတော့တယ်။ချွေးမရေနင်တီအင်ကိုရောက်လာတဲ့အခါငါနေ့ကိုနားလည်အောင်ပြောပြဖို့ကြိုးစားနေတယ်။ အဖွဲ့အစားငါတို့အတွက်ဖက်ရှင်သင်္ကေတပဲခန္ဓာကိုယ်ဖုံးအုပ်ဖို့ပြည့်စည်တစ်ခုတသက်မဟုတ်ဘူးငါတို့ဝတ်တဲ့ဝတ်စားကနေလူတွေကငါတို့ရဲ့ status ကိုသိရတယ်နှစ်ပေါင်းများစွာငါတို့မိသားစုရဲ့ status ကဖက်ရှင်အကျဆုံးနဲ့ style အကျဆုံးမိသားစုဖြစ်ခဲ့တယ်ဒါပေမဲ့ညာကနှင်းကြောင့်လူတိုင်းငါတို့ရီမောနေကြတယ်လောင်ပြောင်ကြတယ်ဖက်ရှင်အမြင်မှာငါတို့နဲ့ရှင်လို့မရတဲ့တော်သင်းသင်းတော့ငါ့ကိုလောင်ပြောင်သွားတယ်လေဒေါ်ရွှေစင်းရဲ့စကားတွေကြောင့်တိရိကမျက်ရည်ကျလာပါတယ်တိရိဟာငိုရင်းနဲ့ပြောလိုက်ပါတော့တယ် အမေရဲ့ကျမတသက်လုံးဥစားကိုခန္ဓာကိုယ်ဖုံးအုပ်ဖို့ပဲဝှက်ခဲ့တာအဝတ်ကစုပ်ပြဲနေလားဟောင်းနေလားဆိုတာမကြည့်ခဲ့ဘူးဘာလို့လဲဆိုတော့အဲ့ဒီအဝတ်တွေကကျမခန္ဓာကိုယ်ဖုံးအုပ်ပေးတဲ့နီလန်းနဲ့ကျမရဲ့လိုအပ်ချက်ပဲအဝတ်အစားလူတယောက်ရဲ့စတေတပ်သင်္ကေတဖြစ်နိုင်တယ်ဆိုတာကျမမသိခဲ့ဘူးအဝတ်အစားဆိုတာခန္ဓာကိုယ်ဖုံးအုပ်ပြီးကုန်သိက္ခာကိုကာကွယ်ပေးတယ်ဆိုတာပဲကျမသိခဲ့တာဒီချိန်မှာကုန်အင်ကြီးဝတ်စုံနဲ့စကတ်ဘလေးဇာဝတ်ထားတွေမမျိုးနဲ့မောင်းနိုင်တို့ကရောက်လာခဲ့ကြပါတယ် ချွေးမဒီမာကြည့်ဒါငါတို့အိမ်ကအိမ်ဖော်ရီသူတို့တောင်တစ်ခါဝတ်ထားတဲ့ဝတ်နောက်တစ်ခါမဝတ်ဘူးပြီးတော့နင်ဟာဒီလိုပြောပြီးဒေါ်ရွှေစင်ကဒေါ်တာတကြီးနဲ့သူ့ခန်းလေးကိုဝင်သွားပါတော့တယ်ဒေါ်ရွှေစင်ရဲ့စကားတွေကိုကြားပြီးတိရီကမျက်ရည်ရီကျနေပါတော့တယ်ရောင်းမရေအမေပြောတော့စိတ်မဆိုးပါနဲ့အမေကစိတ်ရင်းကောင်းတယ်ညဧည့်သည်တွေနဲ့အဖွဲ့ဝင်တွေကနင်ရဝတ်စားစီရင်မှုကြောင့်သူ့အမိုင်းပြောကြတယ်ဒါကြောင့်သူကစိတ်မကောင်းဖြစ်သွားတာ ဒေါသပြေသွားရင်ပုံမှန်ပြန်ဖြစ်သွားမှာပါ။ဒါပေမဲ့ကျမအမားကြီးကိုလုံမိသွားတာပဲလေ။သူတို့ကိုစိတ်ထိခန့်အောင်လုံမိတယ်။ရောင်းမရဲ့အမားရောင်းမတယောက်တည်းရဲ့အမားမှမဟုတ်တာ။ကျမတို့အားလုံးရဲ့အမားလည်းဖြစ်နိုင်တယ်။ကျမတို့ကမိသားစုရဲ့ fashion အကြောင်းရောင်းမသေးချာမှမရှင်းပြခဲ့တာ။ဒါပေမဲ့ခုကျမရောင်းမကိုတီမိသားစုနဲ့လိုက်လျောညီထွေနေနိုင်လှုပ်ပေးမယ်။ဘလို့လဲရင်ရောင်းမရဲ့ကျမပါလို့မလဲဆိုတာကြည်နေလိုက်တော့ငါလည်းညီမလေးကိုကူညီပေးမယ်။ အခုအစားပြီးရောက်ခမရဲ့ဆိုတာထပ်ပြီးမကြားရအောင်လို့အင်းဒီမှာပဲမေးစင်းမနဲ့မေသူစားတို့ကတီရီကိုခေါ်ပြီးအဝင်စည်းကိုသွားကြပါတော့တယ်။သူတို့တောင်းရောက်ကမာရီယာဖက်ရှင်စတိုးရှိမှာရက်နေကြပါတယ်။ဒီနေရာနေကျမချိရတဲ့ရောင်းမလေးရဲ့ဖက်ရှင်အမြင် လုံးဝပြောင်းလဲသွားမှာ။ဒီချိန်မှာဘေးနာကဘောလုံးရောက်နေတဲ့မောင်ဖုံးရဲ့ရှင်းနှစ်သားလေးဟာလက်တစ်ဖက်မှာဘောလုံးနေကင်ပြီးနောက်ထပ်လက်တစ်ဖက်နဲ့မေးစင်းမရဲ့ကောင်းဝင်ကိုဆွဲလိုက်ပါတယ်။ မေဇမကတွန်းလိုက်တော့ကလေးလေးကမြေပြင်ပေါ်ကိုလဲကျသွားပြီးတော့ငိုပါတော့တယ်။ဒါပါလဲညီမလေးဒီကလေးငယ်လေးကိုဘာလို့တွန်းလိုက်တာလဲ။ကြည်ပအောင်ရောင်းမရဲ။ဒီကောင်လေးကသူ့ရဲ့ညှက်ပတ်တဲ့လက်နဲ့ကျမရဲ့တလောက်ဈေးကြီးတဲ့ကောင်ဝင်ပျက်စီးသွားအောင်လှုပ်လိုက်တာလေ။ကျမစိတ်တွေအကုန်ပြတ်သွားပြီ။သူ့နှစ်ချက်လောက်ရိုက်ချင်စိတ်တောင်ပေါက်တယ်။ဒီချိန်မှာစုပ်ပြင်းနေတဲ့အင်ဂျီဝက်ထားတဲ့မောင်ဖုံးကထိတ်လန့်တကြားပြေးလာပြီးလက်ဦးချပြီးတော့ပြောလိုက်ပါတော့တယ်။ကျွန်တော်သားနားမလည်သေးပါဘူးမတန်း။ ခွင့်လို့ပေးပါနော်ကျွန်တော်ဘက်ကတောင်းပန်ပါတယ်ခင်ဗျာနင်တောင်းပန်တာနဲ့ငါကောင်ဝန်တန်သွားမှာလားလာငါရဲ့ကောင်ဝန်ဖို့ပေးလိုက်ပြက်စီးသွားတဲ့ကုန်ကြစိတ်ကိုပေး2500တန်နဲ့သိလားဒီလောက်ပတ်စံကိုကျွန်တော်6လလုံးလုံးရင်တော့မစုနိုင်ပါဘူးကျွန်တော်တို့စင်ရဲသားမှာဒီအချိန်2500ကဘယ်လိုလို့ရှိနိုင်ပါလဲဗျာအဲ့ဒါတွေငါဘာမှမသိချင်ဘူးငါရဲ့ဆုံးရှုံးမှုအတွက်နင်ပြန်ပေးရမယ် တီရီကခဏလောက်တိတ်တဆိတ်ရက်နေပြီးမေးစင်မရဲ့စကားတွေကိုနားထောင်နေခဲ့ပါတယ်။အဲ့နောက်မှာပြောလိုက်ပါတော့တယ်။ညီမလေးရဲ့ဈေးကြီးတဲ့အဝတ်တွေဝတ်ထားပြီးစင်းရဲတဲ့သူရဲ့အခက်ခဲကိုမမြင်ရဘူးဆိုရင် ကျမဒီလိုပဲနေတာကောင်းပါတယ်။ကျမဖက်ရှင်ကြောင့်မနေချင်ဘူး။ကျောင်းမဘာရီပြောနေရလဲ။ကျမအမှန်တွေပြောနေတာပါ။ညီမလေးရဲ့ကောင်ဝါ2500မဟုတ်ပဲ200ဒါမှမဟုတ်900တန်တဲ့ဆိုရင်တော့ညီမလေးကတီစင်းရဲတဲ့သူကိုဒီလိုပြောမှလား။ အဲ့ဒီအချိန်ကျညီမလေးကသူ့ရဲ့အခက်ခဲကိုမြင်လိုက်မယ်။ဒါပေမဲ့အခုညီမလေးကသူ့ရဲ့အခက်ခဲကိုမမြင်ပဲကိုယ်ကောင်ဝန်တန်ဖိုးပဲမြင်နေတာလေ။သူ့သားကြောင့်ကျမမှဆုံးရှုံးမှုဖြစ်ရတာကိုကျောင်းမကျမောက်မှားတယ်လို့ပြောနေရလား။သူ့သားလေးကနားမလဲပေမဲ့ညီမလေးကတော့နားလဲတယ်လေ။ကျမညီမလေးကိုမှားတယ်လို့မပြောပါဘူး။သူ့ရဲ့ခြေနေလည်းကြည့်အောင်။သူကအိုးဆုပ်တွေဝတ်ထားတယ်။ညီမသူ့ကိုကိုယ်ကောင်ဝန်တန်ဖိုးပြောပြနေတာ။မိစင်မကမောင်ဖုံးကိုတီချာကြည့်ပြီးမျက်ရည်ဝဲသွားပြီးတော့ ။ရောင်မပြောတာကျမနားလဲပါပဲ။ဒီနေ့ရောင်မအိုးစားနဲ့ပတ်သက်တဲ့ကျမရဲ့အမြင်ကိုပြောင်းလဲပေးလိုက်တယ်။ကျမအတွက် status နဲ့ fashion သင်္ကေတဖြစ်တဲ့ဝတ်စားတွေဟာခန္ဓာကိုယ်ဖုံးအုပ်ဖို့အတွက်ပဲဆိုတာကိုသိခဲ့တယ်။သူ့မောင်ကိုသဘောပေါက်သွားတဲ့မိစင်မကမောင်ဖုံးကိုတောင်းပန်ပြီးသူ့ရောင်မနှစ်ယောက်နဲ့အတူ Maria Fashion Store ကိုဝင်သွားပါတော့တယ်။ခဏအကြမ်းမတို့သူတို့၃ယောက်ကလက်နှစ်ဖက်စီမှာအိနှလုံးစီဆွဲပြီးထွက်လာခဲ့ကြပါတယ်။ရောင်မရေရောင်မပြောတာကိုကျမသေချာနားလည်သွားပြီ ဒါပေမဲ့အခု ရောင်းမှလည်းနားလေရမယ်။ကျမတို့လိုတထေးတွေအတွက်အဝတ်အစားဘလောက်အရေးကြီးတယ်ဆိုတာပဲ။အဲ့နောက်မှာသူတို့သုံးယောက်ကအိမ်ပြန်သွားကြပါတော့တယ်။သူ့ရောင်းမှလေးနဲ့ရောင်းမှကြီးတို့ရှင်းပြရာရီကိုနားထောင်ပြီးတိရိကတဖြည်းဖြည်းနဲ့သူတို့လိုဖြစ်လာခဲ့ပါတယ်။မနေ့ကမှ sorry နေ့လေစားမှကောင်းဝန်၊ညစာမှ one piece ဝတ်ပါတယ်။အပြင်သွားရင်လည်းချက်ချင်းလဲပါတယ်။ဒီလိုနဲ့မိဘအိမ်မှာအဝတ်စုပ်တွေဝတ်ခင်ရတဲ့တိရိက ရောက်ခမအိမ်မှာဒီဇိုင်နာဝတ်တွေကိုဝတ်လာပါတယ်။ တရံမှာတီတီဟာစာရီဝတ်ပြီးအိတ်တလုံးဆဲကအင်းကနေထွက်သွားတော့စာရီဝတ်ထားတဲ့ဒေါ်ရှိစင်းကမြင်သွားပါတော့တယ်။ဖေးမရေဒီအိတ်ကြီးဆွဲပြီးဘယ်ဟုတ်သွားမလို့လဲဒီထဲမှာဘာတွေပါလဲဒီချိန်မှာတီတီကခြံထဲမှာပဲရှိနေပါတယ်။ဒေါ်ရှိစင်းရဲ့စကားကိုကြားတော့သူကအဲ့ဒီမှာရက်လိုက်ပါတော့တယ်။ဒေါ်ရှိစင်းကသူ့စီကိုရှောက်လာခဲ့ပါတယ်။အမေရေဟိုဟိုလေဖေးမဘာလို့ထိတ်လန့်နေရလဲ သူတို့နှစ်ဦးစကားပြောနေတာကိုကြားတော့အင်းကလူတွေနဲ့အင်မော်တွေပါရောက်လာခဲ့ကြပါတယ်။အမေဒီအိတ်ထဲမှာကျမဝတ်ပေးတာအဝတ်တွေပါ။ငင်တီဝတ်တွေယူပြီးပေးသွားမလို့လဲ။အမေဒီမှာလူတိုင်းကတဆိုင်နာအဝတ်တွေဝတ်ကြတယ်။တစ်ခါဝတ်ပြီးသွားရင်နောက်တစ်ခါဘသူမှမဝတ်ကြဘူး။ပြီးတော့အမေကလည်းကျမကိုအဲ့လိုလှောက်ခိုင်းတယ်။အမေကိုပျော်ရှင်စေဖို့ကျမလည်းအမေတို့လိုဖြစ်လာခဲ့တယ်။ဒါပေမဲ့ဒီဝတ်ပေးတာအဝတ်တွေတော့ပြစ်လို့မရအောင်လေ။ အဲ့ဒါကြောင့်တီဝတ်တွေကိုကျမအမိတ်စီပေးဖို့သွားနေရပါအဲ့ဒါတွေကိုရက်ွက်တရားလိုအပ်တဲ့မင်းကလေးတွေကိုပေးနိုင်အောင်လုပ်ပါဒါပေမဲ့ချွေးမရဲ့ဒီကိစ္စကိုငါတို့ပြောပြလို့ရတာပဲကျမကြောင့်အမိတ်မရှဲရခဲ့တယ်အမိလည်းကျမကိုစိတ်ဆိုးနေတာဒါကြောင့်အမိထပ်ပြီးကျမကိုတောသားထွက်မှကြောက်လို့ပါချွေးမရဲ့အဲ့ဒီတုန်းကအမိသမီးကိုနားမလဲသေးဘူးအဲ့ဒါကြောင့်တောသားထွက်ခဲ့တာဒါပေမဲ့အခုအမိနားလဲသွားပြီဝတ်စားရတန်ဖို့အမိသိသွားပြီအခုအားစပြီး အဝတ်စားတွေကအမေတို့အတွက် fashion နဲ့ status သင်္ကေတဖြစ်ပေမဲ့လိုအပ်ချက်အရာလည်းဖြစ်လိမ့်မယ်။ဒီလိုနဲ့မိဘအိမ်မှာဝတ်စုံဝတ်ခဲ့ရတဲ့ချွေးမကိုရောက်ခမအင်းကဒီဇိုင်နာဝတ်ဝတ်တဲ့ရောက်ခမတွေကနားလေသွားကြပါတော့တယ်။အဝတ်စားတွေဟာ status နဲ့ style အတွက်သာမဟုတ်ဘဲခန္ဓာကိုယ်ဖောက်အုပ်ဖို့လည်းဖြစ်တယ်ဆိုတာကိုပါ သူတို့ဟာနားလေသွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။